အလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့လေအိမ်မှာလူများညဆိုတော့ငါးစားနေဖို့ဆိုပြီးဝယ်ထားတဲ့ငါးလေးတွေကိုစားနဲ့မနေဘဲနဲ့လက်ဖက်လေးနဲ့နေပြီးတော့ပေါင်းစားဖြစ်ပါတယ်ရှင်ဒီလေးနဲ့စားဖို့လာနေကြပါပြီကဲဒီနေ့ကညာဘက်မအိပ်စေချင်တဲ့ရွေးချယ်လေးနဲ့လက်ဖက်လေးကိုဟောပါလေငါးလေးနဲ့နှက်ပြီးတော့ဒီမပြတ်ပတ်နေတဲ့ပေါင်းပြီးတော့ဒီနေ့လှုပ်ဆောင်ကြမှာပါနော် ညာစာရင်ဆိုတော့မဟုတ်ညာဘက်အလိုမျိုးအစာတွေလေးစားတင်တာပေါ့လက်ဖက်ကိုနည်းနည်းပဲဖြစ်မယ်မဟုတ်တညာတော့မအိပ်ဖက်စကားထိုင်ကြောနေငါးအောင်လေးလက်ဖက်နဲ့ပေါင်းမတော်ကကြတော့များအရင်ဦးဆုံးလက်ဖက်လေးတွေကိုအဖန်ရည်လေးထွက်သွားအောင်လို့ရေကိုထပ်ခါထပ်ခါလေးစစ်ပေးတယ်ထရီလက်ထငွေတင်လက်ထရေဆုံးရှိရယူဒီနေ့ကညာညွန်ကြားမှာသူတို့လောက်ခိုင်းတာညိုက်တူမရေဆိုတိုင်းသူတို့အစားကို ဒီတိုင်းမြိုင်ချက်ပြရတယ်လက်ရှုပ်ပြီးစားလို့မရပါဘူး။မြိုင်ကချက်တယ်ဆိုရင်တို့ကကူရတာပေါ့နော်။အဲ့လိုမျိုးခြေကပေါင်းသင်ပေးကြပါအဖတ်ထားမှုတော့ကကြတော့မြန်ရစားနဲ့ရွှေစုံဟင်းခမောင်လေးကိုထည့်ပေးရပါတော့။မြန်လေးငါပေါင်းတဲ့အခါမှာအနံလေးနဲ့မွေးနေအောင်လို့စပယ်လေးလေးထည့်ဖို့အတွက်ကိုထုပြီးထောင်းပေးထားပါတော့။ငါ့ကိုရသနေဖို့အတွက်ကကြတော့ငွေသေးထောင်းထားလေးထည့်မယ်။ချက်တော်မျိုးထည့်မယ်။ပြီးရင်တော့လက်ဖက်ထောင်းထားလေးထည့်မှာပေါ့နော်။ရသနေနဲ့ကတော့မြန်ရစားထည့်မယ်ရွှေစုံဟင်းခမောင်ထည့်မယ်။ ငါရဲ့အသားလေးကိုလေအီလေးစားချင်တာဆိုတော့စီလေးထည့်ပေးမယ်။ပြီးသွားရင်သူတို့တွေကိုနှမ်းဆောင်နေပြီးတော့လည်းနိုင်ဝါလောက်ထိကိုနှက်ထားပေးမှာပေါ့နော်။အရာတော့နှက်ပြီးသွားပြီဆိုလို့ရှိရင်လေမြိုင်တို့ပေါင်းမဲ့အိုးတွေကို အောက်ကနေငှက်ပြောပတ်လေးခင်းပေးတယ်ပြီးသွားရင်အပေါ်ငါးတွေထည့်ပေးတာပေါ့နော်ငါးလက်ဖက်နဲ့ကတော့စားဘူးလေဒီလိုပေါင်းတာကိုငှက်ပြောပတ်နဲ့ပေါင်းတာမစားဘူးကြည့်ရတယ်နော်အနံလေးပုံမွေးနေအောင်လို့မြိုင်ကစပယ်လင်းလေးလည်းထည့်ပြီးတော့ ပေါင်းပေးတယ်။ဟိုကနေပပရီခင်းလာပြီးတော့မှထိုင်နေတာပေါ့နော်။ဘယ်ကလေငါပြောပတ်ခံရတဲ့အကြောင်းအရာကြတော့အရသာတွေကအောက်ကိုစိတ်ထွက်သွားမှဆိုးလို့ပေါ့နော်။ပေါင်တဲ့အခါမှာလေအငွေကိုလုံအောင်ထားလို့ရှိရင်သူခဏလေးနဲ့ကြက်တာနော်။ဖွင့်နေတော့ကဲခုဆိုလို့ရှိရင်မြရဲ့ငါးလက်ဖက်နဲ့လေးရပါပြီ။မီးလေးနဲ့စားဖို့လာနေကြပါပြီ။ဟင်း။ရရရ။ခါပေါင်းလေးတွေရပြီဆိုတော့မြန်လေးမန်းလေးမှထည့်ပြီးမယ်နော်။ ကယ်ပြီးသွားပြီဆိုရင်တော့အချိန်ရတာလေးစူးနေအောင်လို့အပေါ်ကနေတပြိုင်လေးလေးလောင်းပေးမယ်။နှစ်ကလေးနဲ့တွဲစားငါးကြတော့လေးမြိုင်စားနေဖို့အတွက်ဝယ်ထားတဲ့ငထင်းပြူကိုတုံထားဆိုတော့အယူရရောနည်းနည်းတော့များတယ်ဒါပေမဲ့ဒီလက်ဖက်လေးနဲ့တွဲစားလိုက်တဲ့အခါကျတော့လေတော်တော်လေးလက်စားကောင်းတယ်။ရှင်းဆက်ဆက်လေးပေါ့နော်။လက်ဖက်လေးနဲ့တွဲစားကဲဒီနေ့တော့ကတော့လောက်ပါပဲရှင်။ညနောက်ပတ်ဒီမှာဆိုလို့ရှင်လည်းဘယ်လိုဟင်းလေးချက်စားပြမလဲ။ဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါအောင်နော်။ နိုင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြရအောင်စီတိုင်းအောင်လဲကျေးဇူးများကြီးတရှိပါရဲ့ရှင်